အရင်ချက်ပေါ်လာအောင်ခွဲစိတ်ပြုပြင်လိုက်ပြီးမြန်မာမိသားစုတယောက်နဲ့တူရဲလို့မှတ်ချက်ပြုခံနေရတဲ့မိမိကိုကို ရန်ကုန်စင်နီ new ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်များရှင် MRT ဖုန်းရဲ့အောင်မြင်ကြော်ကြားတဲ့မင်းသမီးတွေထဲမှာမိမိကိုကိုတယောက်ကလည်းအပါအဝင်ဖြစ်ပါရယ်။အခုလက်ရှိမှာဆိုရင် MRT ဖုန်းစလန်းတွဲတဲ့တင်မကပဲရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါရိုက်ကူးခွင့်ရရှိနေတာဖြစ်ပါရယ်။မနစ်ကရိုက်ကူးခဲ့တဲ့တပင်တဲ့အများနင်းစီဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးဟာလည်းမိမိကိုကိုအတွက်အောင်မြင်မှုမှတ်တိုင်တစ်ခုဖြစ်ခဲ့ပါရယ်။ပရိသတ်တွေရင်မှတ်ထင်းကပေးတဲ့ Academy စုကိုရရှိခဲ့တာပေါ့။မိမိကိုကိုကမင်းသမီးတလက်ဖြစ်တယ်ဆိုပေမဲ့ရုပ်ရည်ပိုင်း ဲ့ပတ်သက်ပြီးအားနည်းချက်တွေတော်တော်လေးကိုရှိနေတာပါမိမိကိုကိုရဲ့ရုပ်ကသဘာဝရုပ်ကလေးဖြစ်နေတာကြောင့်မင်းသမီးတယောက်ရဲ့ရုပ်ရည်နဲ့ကွာခြားလွန်းလာပါတယ်ဒါကြောင့်မလို့တချို့ကတော့မင်းသမီးတွေထဲမှာရှုံဆုံဆုံမင်းသမီးလို့မှတ်ချက်ပြုကြတာမျိုးတွေလည်းရှိပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးမိမိကိုကိုမှလည်းစိတ်ခံစားချက်ရှိပါတယ်သူကပုံမှန်မလိမ့်မချေတိုင်းတောင်လှနေတာဖြစ်ပြီးမိကပ်တွေလိမ့်လိုက်တဲ့အခါမှာတာမန်ထက်ပို့ပြီးထူးခဲနေတဲ့နှာရံနီနဲ့မျက်ခုံးမျက်လုံးနဲ့နှာခမ်းတို့ကြောင့်ပို့ပြီးတော့ရုပ်ဆိုးသွားသလိုဖြစ်နေကြရတာပါဒါကြောင့် င့်မိမိကိုကိုကိုတချို့သောပရိသတ်တွေကမိမိကိုကိုကရုပ်ဆိုးတာတော့မဟုတ်ပါဘူးမိကပ်နဲ့မလိုက်တာစသဖြင့်အမျိုးမျိုးဝေဖန်မှုတွေရှိနေကြပါတယ်ပြောရမယ်ဆိုရင်ပရိသတ်တွေရဲ့ချစ်မွေးရတာနည်းတဲ့မင်းသမီးတယောက်လို့ပြောရမှာပဲဖြစ်ပါတယ်ဒါကြောင့်မိမိကိုကိုကသူ့ရဲ့ရုပ်ရည်ပိုင်းနဲ့ပတ်သက်ပြီးအမြဲတမ်းဆိုသလိုပြုပြင် ပြောင်းလဲမှုတွေပြုလုပ်နေတာပါဒီတစ်ခါမှာတော့မိမိကိုကိုကထိုင်းနိုင်ငံကိုသွားရောက်ပြီးအကြီးစားခွဲစိတ်မှုတစ်ခုကိုပြုလုပ်ခဲ့တာဖြစ်ပါတယ် ဒါကတော့သူကနှာရန်မြင့်လိုက်ပြီးမေးရိုးခြုံလိုက်တယ်။နောက်ပြီးနှကန်းကိုလည်းဖင်လာထိုးလိုက်တာဖြစ်ပါတယ်။ဒီလိုလုံးလိုက်တဲ့အတွက်အရင်ထက်အများကြီးအများကြီးပုံလှသွားတယ်လို့တော့ခံစားရစေတာဖြစ်ပါတယ်။မိမိကိုယ်ကိုယ်အနေနဲ့အခုလိုမျိုးလှုပ်တာဖြစ်တဲ့အတွက်သူ့အနေနဲ့နောင်တရတာလိုမျိုးတော့မရှိဘူး။အကောင်းဆုံးဆိုတာရီကိုပဲမျှော်လင့်ပြီးတော့ကြိုးစားပြီးလုပ်ခဲ့တာမျိုးဖြစ်တဲ့အတွက်ကိုလုပ်ခဲ့တဲ့အလုပ်တိုင်းမှာနောင်တရတာမျိုးမရှိဘူး။အခုလိုခွဲစိတ်လိုက်ရတဲ့အတွက်လည်းစိတ်ထဲမှာဘာခံစားချက်မှတော့မရှိပါဘူးလို့ပြောပါတယ်။မိမိကိုယ်ကိုယ်ကခွဲစိတ်ပြုပြင်ပြီးရင်တော့ ထမအောင်စုံပွဲတက်အခမ်းအနားတစ်ခုကိုတက်လာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မီဒီယာသမားတွေကလည်းပြောင်းလဲသွားတဲ့မီမီကိုကိုရဲ့ရုပ်ရည်နဲ့ပတ်သက်ပြီးမေးမြန်းတဲ့အခါမှာမီမီကိုကတော့နှာရန်ကိုပုံမြင့်လာခဲ့တဲ့မေးရိုးခြုံထားခဲ့တဲ့နှာခမ်းကိုဖီလာထိုးခဲ့တယ်လို့ဖြေကြားခဲ့ပါတယ်။မီမီကိုကိုရဲ့လက်ရှိရုပ်ရည်နဲ့ပတ်သက်ပြီးတော့သူ့အနေနဲ့ကတော့အများကြီးစိတ်တိုင်းကြပါတယ်။အရင်ထက်ပိုပြီးကိုကိုကိုနှာတယ်လို့လည်းခံစားရတယ်။ပြီးတော့မျက်နှာကအရင်နှုန်းကဆိုရင်မီယိုကတဲ့အခုလိုမျိုးမီယိုလေးခြုံလိုက်တော့အရင်ထက်ပိုပြီးမျက်နှာလေးကတွယ်တွယ်လေးဖြစ်သွားတယ်လို့ခံစားရတယ်လို့ပြောပြလာ ာပြီးမိတ်ကပ်အပြင်အဆင်ကိုပါပြောင်းလဲလာခဲ့တာဖြစ်ပါတယ်။သူအနေနဲ့ကတော့အရင်ထက်အများကြီးပိုလှလန်လို့ခံစားရတယ်ဆိုပေမဲ့တချို့သောပရိသတ်တွေကတော့မိမိကိုယ်ကိုယ်ကဘီးတစောင်းကြည့်လိုက်ရင်အိန္ဒိယမင်းသားရှရုခန်းရဲ့နှာခေါင်းထဲတောင်တူနေတယ်။အရင်တော့ကနှာခေါင်းလေးကမှကြည့်လို့ကောင်းသေးတယ်။အခုနှာရိုးမြင်လိုက်တော့နှာခေါင်းကတော်တော်ကြီးကိုခြုံသွားပြီးဘေးကနေကြည့်ရင်တော်တော်လေးဆိုးတဲ့နှာခေါင်းအနီထားကိုဖြစ်နေတဲ့စသဖြင့်အမျိုးမျိုးဝေဖန်နေကြတာပါ။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောမိမိကိုယ်ကိုယ်တရားမျက်နှာခွဲစိတ်ပြုပြင်ပြီးရဲ့နောက်အရင်ထက်ပိုပြီးတော့လှသွားလာ အိန္ဒိယမင်းသားတယောက်နဲ့တကယ်ပဲတူနေပြီလားဆိုတာဗီဒီယိုအောက်က comment လေးမှာရေးသွားပေးခဲ့ပါအောင်ရှင်